ီတစ်ပတ် human rights parameter စီစဉ်မှာတော့ LGBTQ တွေနဲ့မျိုးတော်လန်ရေးအကြောင်းဆက်ဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ပြည်နယ်ဆွေးနွေးရဖြစ်တဲ့မျိုးသားညီညွတ်ရေးဆိုရလူခွင့်ဆိုင်ရာပြည်တော်စုဝင်ကြီးဦးအောင်မြင့်မင်းဟောလိုက်မှရောက်ရှိပါပြီမင်္ဂလာပါဝင်ကြီးခင်ဗျာကဲမင်္ဂလာပါခင်ဗျာဂျွန်လာဟာ LGBT ကျူတွေရဲ့ Pride Month ဆိုတော့ဒီသတ်မှတ်မှုဟိုဖြစ်ပေါ်လာပုံကြောင့်နောက်ဘာကြောင့်ဒီလိုသတ်မှတ်တယ်ဆိုတာလေးကိုရှင်းပြပေးပါလားခင်ဗျာဟုတ်ကဲ့ပါဒီတစ်ခေါက်အစီအစဉ်ကတော့ကျွန်တော်တို့တူတူချာချာတက်တက်ဆိုင်ဆိုင်ဂျူလာမှာလုပ်တဲ့ဟိုအစီအစဉ်လေးဖြစ်နေတော့ဒီလကကျွန်တော်တို့ပြောမယ်ဆိုရင်လိင်စိတ်ကွဲပြားမှုများရှိတဲ့သူတွေเนาะ LGBTQ ပေါ့เนาะနောက်ထပ်လဲသူတို့ထပ်ပြီးတွန်းနေပါသူတို့အတွက် ဂုံယူတဲ့လလို့သတ်မှတ်ပြီးတော့ကဘာအနှံ့ပြားမှာဒီလိုမျိုးပွဲတော်တွေသူတို့နဲ့ပတ်သက်တဲ့အထိတ်မှတ်တွေတော့လူခွေနဲ့ပတ်သက်တောင်းဆိုရလှုပ်ဆောင်နေလားဖြစ်ပါတယ်။မိုင်းကြောင်ပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ကဖိနှိပ်မှုကိုအခြေခံပြီးတော့ LGBT တွေကသူတို့အသိမှတ်ပြဖို့တိုက်ပွဲဝင်ခဲ့တဲ့မိုင်းဝင်တိုက်ပွဲတစ်ခုကနေစတင်ခဲ့တယ်လို့ပြောလို့ရပါတယ်။1969ခုနှစ်ဒီဂျူလာမှာကျွန်တော်တို့အဲဒီကအမေရိကန်နိုင်ငံပေါ့နော်အဲ့နိုင်ငံ မာတော်မလိမ့်စိတ်ကွဲပြားတဲ့သူပေါ်မှာမုံတီမှုအကြမ်းဖက်မှုတွေရှိခဲ့ပါတယ်။အဲဒီကာလအတွင်းမှာကျွန်တော်တို့နယူးယောက်မှာရှိတဲ့ Stonewall လို့ခေါ်တဲ့ဒီ LGBT တွေသူတို့စုဝေးပြီးတော့နော်တွေးဆုံတဲ့ဘားလေးတခုကိုသူတို့ရဲတွေကဝလာရောက်ပြီးတော့ဝင်ရောက်ပြီးအကြမ်းဖက်ပြီးတော့ပြုတ်ခွင်းတယ်။ဖြိုခွင်းတဲ့နေရာမှာလုံပိုင်ခွင့်တဲ့ကြုံပြီးတော့အကြမ်းဖက်တာတွေအဆက်ခွဲတာတွေရှိပါတယ်။အဲဒါကြောင့်မလို့ဒီ LGBT အဲ့မှာရှိတဲ့သူတွေက ဝိုင်းဝန်းပြီးတော့စန့်ကျင်ပြီးတော့ရဲတွေကိုပြန်လဲပြုံးလှန်ပေးတဲ့နေရာနေစပါတယ်ဆော့ဆချင်းလေးကတော့ဒါကျွန်တော်တို့ရဲနဲ့အဲ့ဒီဘားမှာရှိတဲ့ LGBTQ ရဲ့ဟိုပြိပခသဘောဆောင်မိမဲ့ဒီကိစ္စတခုကအမေရိကန်နိုင်ငံတနိုင်ငံလုံးမှာပြန့်သွားတယ် LGBT ပေါ်မှာအကြမ်းဖက်မှုတွေအခုလိုမျိုးနိုင်ထက်စီးနှင်းလှုပ်ဆောင်မှုတွေကိုစန့်ကျင်နေစီတန်းလဲလဲမှုတွေဆန္ဒပြမှုတွေ LGBT ကနေဥဆောင်ပြီးတော့လှုပ်ဆောင်နေတယ် နောက်ပိုင်းမှာ LGBT မကပဲနဲ့ဒန်းတူညီများမှုကိုပါဝင်ပြီးတော့တောင်းဆိုကြတဲ့သူတွေလည်းပါဝင်တဲ့အတွက်ဒီဂျူလာတွေက LGBT များအတွက်သမိုင်းဝင်ခုခံတော်လှန်တွန်းလှန်စတဲ့အထိပ္ပယ်တွေပြည်စုံနေလာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလရောက်တိုင်းရောက်တိုင်း LGBT တွေရဲ့စွမ်းမကတွေ LGBT တွေရဲ့ဒီစန့်ကျင်တဲ့เนาะကျွန်တော်တို့စွမ်းခွန်အားတွေကို တိမှတ်ပြုတာတည်ရှိမှုကိုအတိမှတ်ပြုဖို့အကျမ်းဖတ်မှုတွေမုံတိမှုတွေစန့်ကျင်ဖို့ဆိုရဲအထိမ်းမှတ်နဲ့နှစ်စဉ်နှစ်တိုင်းကျင်းပတာဖြစ်ပါတယ်ဗျအနာသိစစ်ကောင်စီကသူကဘူဝါရအကြောင်းเนาะနောက်ပြီးတော့တကယ် action plan အကြောင်းပေါ့ LGBT LGBT တွေကိုဒီလိုမုံတိမှုတွေဟိုခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်ပြီးတော့ဟိုပြုလုပ်တဲ့အခါမှာ เนาะဒီຢာတွေနဲ့ပတ်သက်ပြီးတော့သူရဲ့ action plan ပေါ့အကာအကွယ်ပေးမှုဆိုင်ရာတွေမှာအရင်အယက်သားအစိုးရတုံးကတဲ့စာရင်နိုင်ရှင်ဘလို့ချင်းနေရှိလဲခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူမှုအတိုင်းဝိုင်းတွေမှာ LGBT ပုံမှာချင်းသိမှုရောရှာမှုဟာတော်တော်များများအမြင့်တွေခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့အရက်သားဆိုရပသက်မှာလဲ LGBT များကိုယ်တိုင်ကရဲရဲဝံ့ဝံ့နဲ့ရက်တီလာမှုတွေ ဖွင့်ဟပြောဆိုမှုတွေတိုက်ပွဲဝင်မှုကြောင့်တချို့သောပြုပြင်ပြောင်းလဲမှုတွေတစ်ချိန်တည်းမှာလူလူကြားထဲမှာအတိအမှတ်ပြုမှုလက်ခံမှုကညစ်တက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီအာနာလူခဲ့တဲ့အကြံဖက်စစ်တပ်ရဲ့သူတို့ရဲ့ရန်နရားတစ်ခုလုံးနေသူတို့ဒီမှာထားထားတယ်နော်စစ်တပ်ရဲ့ဝါဒရိုက်သွေးမှုတွေမှာ LGBT များပေါ်မှာဂုံတိမှုကစနစ်တကျအမြင့်တွေ့နေအောင်ပြရပါတယ် အမှန်တော့သူတို့ကြားထဲမှာလည်း LGBT တွေရှိပါတယ်။ဒါဘလို့မှညင်းလို့မရတဲ့ကိစ္စ။ဒါပေမဲ့ဒီစစ်တပ်အတိုင်းဝိုင်းနေကြတဲ့မှာငါတို့ကတိုင်းပြည်ကိုကာကွယ်နေတဲ့သူတွေငါတို့ကအမျိုးသားတွေငါတို့ကဒါသူများထက်မြင့်မြတ်တဲ့သူတွေဖြစ်တယ်။အဲဒီစိတ်ထားတွေတစ်ဖက်မှာမြင့်တင်မြင့်တင်နဲ့အမျိုးသမီးတွေပုံမပြတ်ဆိုးွားတဲ့ဒီ LGBT ပေါ်မှာဂုံတိမှုအကြမ်းဖက်မှုတွေဒါတွေကိုသူတို့ရိုက်သွင်းနေတာတော်တော်များများတွေ့နိုင်ပါတယ်။ နွေဦးကာလတခြားမှာလဲကျွန်တော်တို့ပြောလိုက်ရင်မှာ LGBT ပါဝင်ခဲ့ပါတယ်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့ဖိနှိပ်တာချင်းတူတူနိုင်ငံရေးတက်ကြွလှုပ်ရှားလို့ဖိနှိပ်တာပဲဖြစ်ဖြစ်ဖန်စီတာပဲဖြစ်ဖြစ်နောက်တစ်ခါထောင်ထဲမှာကျွန်တော်တို့ဆက်ဆံတာပဲဖြစ်ဖြစ်အဲ့နေရာမျိုးမှာတာမန်နိုင်ငံရေးအကျဉ်းသားတွေထက်ပုံမှုပြီးတော့ LGBT ကကြမ်းဖက်ရတာတွေရှက်ခွဲခံရတာတွေလိမ်မိုင်းဆိုင်ရာအခွင့်အမရာပြုလုပ်ခံရမှုတွေများပါတယ် ပါဝင်မှုချင်းတူတူ LGBT ဖြစ်တဲ့အတွက်မိက6လယောက်ျားလမိန်းမလစတဲ့သဘောထားမျိုးနဲ့ပုံမှုပြီးတော့အဆက်ခွဲတာတွေသူတို့ရဲ့တည်ရှိမှုဖြစ်တည်မှုသိရှိသွားလို့ရှိရင်ပုံမှုပြီးတော့အဲ့ဒီပေါ်မှာအနိုင်ကျင့်ပြီးတော့မဖွဲမညာလှုပ်ဆောင်မှုတာလှုပ်ဆောင်တာတွေမျိုးသမီးတွေကိုမလှုပ်သိမလှုပ်ရဲတဲ့အရာမျိုးမလှုပ်သိမလို့ယူဆတဲ့အရာတွေအကုန်လုံးလိမ္မာဆိုင်ရာစော်ကားမှုအကုန်လုံးကို LGBT ပေါ်မှာပုံမှုပြီးတော့ကျူးလွန်နေတာကျွန်တော်တွေ့ရပါတယ်နှိမ့်ဆက်မှုတွေမှာလည်း ပုံမဆိုးရတဲ့ခင်သိမှုအခြေခံနဲ့ချက်ခွဲမှုအခြေခံနဲ့ဗုဒ္ဓမှုကိုပူပေါင်းပြီးတော့เนาะအထင်သေးတဲ့စိတ်ရဲ့ဗုဒ္ဓတာရဲ့နိုင်ငံရေးပါဝင်နေဆိုပြီးတော့ဒါအပြစ်ပေးခြင်းတဲ့စိတ်က LGBT ပေါ်မှာပုံမပြီးတော့ကျင့်သုံးတာတွေ့ရပါတယ်။ဒါကြောင့်မလို့နှိမ့်ဆက်မှုတွေမှာ LGBT ပိုခံရသလိုသူတို့ပေါ်မှာဆက်ဆံမှုအပိုင်းတွေမှာသူများထက်ပုံမနိုင်ငံရေးကျင်းသားတွေနိုင်ငံရေးတက်ကြွသူတွေကိုကျူးလွန်တာထက်ပုံမပြီးတော့ အမုတ်တရားတွတ်မှုတဲ့ဆက်ဆံမှုတွေကိုတွေ့ရပါတယ်ဗျာဝင်ကြီးကနာပြောလို့လူတော်လန်ကြီးမှာ LGBT တွေရပါဝင်ဆောင်ရတာတွေရှိတယ်ပေါ့နော်အဲဒီ LGBT တွေနဲ့ပတ်သက်လို့အခမ်းကဏ္ဍကိုကျွန်တော်သိချင်တာပါအာလူတော်လန်ကြီးတဲ့မှာအခုအစောပိုင်းတော့က LGBT တွေမင်္ဂလာဆောင်တာလို့ပါလို့လက်ခံနေတာမျိုးတွေရှိတာပေါ့နော်အဲ့တော့သူတို့တွေကိုဒီလိုတော်လန်ကြီးဘက်ကတော့လက်ခံနိုင်မှု ဒီဒီခွဲခြားဆက်ဆံမှုမရှိတဲ့ဟာအတိမတ်ပြုတ်မှုတွေဓာရီကဟောဘယ်လိုရှိလဲ။နောက်သူတို့ရဲ့အဲအဲအခန်းကဏ္ဍကိုချုပ်ပြီးတော့ပြောပြပါအောင်။ဟုတ်ကဲ့ကျွန်တော်ဒီຫນွေဥတော်နိုင်ရေးမှာပြောပြောကြမယ်ဆိုလို့ရှိရင်တော့ဟိုအမြင်နေအញ្ញမ်းကိုဖွင့်လင်းလာတဲ့အရာတွေပါဝင်မှုမှာဘက်ပေါင်းစုံကဏ္ဍအတိတ်ရလူတွေပါဝင်လာတဲ့ဟာတွေကျွန်တော်တို့တကယ့်ကိုအားရကျေနပ်စရာကောင်းတဲ့အချက်ကလေးတွေကျွန်တော်တွေ့ရပါတယ် ဒီအာနာမလူခင်တော့ဆိုလို့ရှိရင်တော့ LGBT နဲ့ပတ်သက်လို့ရန်ကုန်မှာပွဲတော်တွေရှိတယ်။ LGBT ချင်းချင်းလက်လက်ထပ်ကြတယ်။ယောက်ျားချင်းချင်းလက်ထပ်ကြတယ်။အဲဒီတော့အမြင်တော့ကတော့ဟော LGBT တွေလေးကချစ်စရာလေးတွေပေါ့။အဲသူတို့တွေကငါတို့အရင်တော့မမြင်ဘူးတဲ့ဟာတွေလောက်ကြတယ်ပေါ့။အဲလိုမျိုးချစ်ခင်နေဆိုတဲ့အခြေခံကိုကြောင်းပြီးတော့လူမှုဘဝပတ်ဝန်းကျင်ထဲမှာဒီလို LGBT ရှိတယ်ဆိုတာကိုသဘောပေါက်လက်ခံလာတဲ့အစ်စ်မရှိပါဘူး။ဒါပေမဲ့ နှွေဦးတော်လှန်ရေးမှာတကယ့်ကိုအာနာရှင်စနစ်ကိုစန့်ကျင်မှုတွေရေးရတော့ဖွက်လာတဲ့ချိန်မှာတော့လူငယ်တွေကြားထဲမှာဒီမိုကရေစီလိုလားတဲ့ပြည်သူလူထုကြားထဲမှာ LGBT တွေပါဝင်လာတယ်။ပါဝင်ခဲ့တဲ့ LGBTI တွေကလည်းသူတို့ရဲ့အထိမ်းအမှတ်ဖြစ်တဲ့တက်တန့်ရောင်ဆိုတဲ့လမ်းကိုအားလုံးကထင်ရှားသိရှိပြီးတော့သဘောပေါက်လာအောင်လှုပ်ဆောင်နိုင်ခဲ့တယ်။အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ဟာ ငါတို့တွေအကျန်းဖက်စစ်တက်တကူမုံတီးတယ်လို့ LGBT လည်းမုံတီးတာပဲငါတို့တွေစန့်ကျင်တယ်လို့သူတို့လည်းစန့်ကျင်တာပဲငါတို့ရဲ့ဒီမိုကရေစီအင်အားစုဆရာနာရှင်စန့်ကျင်ရင်အင်အားစုတွေမှာ LGBT တွေပါဝင်မှာလားဆိုတော့စိတ်ထားမျိုးပြောင်းလာပါတယ် LGBT ကိုသူ့ရဲ့တီးတန့်ချစ်စရာကောင်းတယ်ဆိုတဲ့လက်ခံမှုကနေငါတို့နဲ့လက်တွဲပေါ်ဖြစ်တယ်ဆိုတော့စိတ်ထားမျိုးတွေရီဥတော်နိုင်ကြီးမှာပေါက်ပွားလာတဲ့အခြေအနေရှိတယ်ဒါပေမဲ့ခုနကိုစိန်ဝင်းပြောသလိုပဲ ပြေဝရှိသေးလားမရှိပါဘူးအပြေဝတချို့နေရာမှာတိတိတသာလက္ခဏာတွေရှိသလိုတချို့နေရာမှာနှစ်ပေါင်းများစွာဘာသာရေးလိုလိုယဉ်ကျေးမှုလိုလိုစွဲလန်းတွေများစွာနဲ့ရိုက်သွင်းခံထိတဲ့ LGBT များကိုဝုံးကြည့်မှုတွေသူတို့ပေါ်မှာအထင်သေးစိတ်တွေကတစ်ခါတလေပေါ်ပေါက်နေတာတွေ့ရပါတယ်။မေဥတော်နိုင်စာတွေက LGBT ပါဝင်ကြတယ်။အကျန်းသက်တဲ့ခါမှာလည်း LGBT ခံရတယ် အခုနောက်ပိုင်းလက်နက်ကိုင်တော်လိုင်းကြီးလုံမလားထောက်ပို့လုံမလားနိုင်ငံရေးမှာပါဝင်မလားသူတွေပါဝင်ကြပါလေဒါပေမဲ့တချို့နေရာတွေမှာအဲ့ဒီအထင်သေးစိတ်ကိုအခြေခံလို့စိတ်မှမပြုတ်ကျင်တဲ့ကိစ္စတွေ LGBT PD များရဲ့လိင်စိတ်ပြောင်းလဲမှုနဲ့ဝတ်စားစီရင်မှုပေါ်မှာအထင်သေးလို့ပြောင်းလောင်မှုတွေဒါတွေကလည်းရှိနေတုန်းပါပဲအထူးသဖြင့်ကျွန်တော်တို့ဒီတိုင်ရင်တက်စကန်တွေတချို့ကြားထဲမှာ LGBT ဖြစ်လို့ က်ဆွန်လာခြင်းတူတူပင်မဆင်းရဲဆိုပြီးတိုက်ပွဲဝင်လာခြင်းတူတူအချို့နေရာမှာအထင်သေးလို့စော်ကားခံရတာတွေအချို့ဒါနဲ့ပတ်သက်လို့အကြမ်းဖက်မှုလိမ်မိုင်းဆိုင်ရာအထင်သေးဆက်ဆံမှုတွေကြုံတွေ့နေရတယ်ဆိုရဟာလဲကျွန်တော်တို့ကြားနေရဆဲပါဒါကြောင့်မလို့ဒါတွေပပျောက်နိုင်မှုအတွက်ပညာပေးမှုတွေရောဥပဒေရတတ်မှတ်မှုတွေရောဒါနဲ့ပတ်သက်ပြီးတော့နက်နက်နဲနဲလက်ခံလာမှုအတွက်ကြိုးပမ်းမှုတွေကိုတွင်ဦးတော်လှန်ရေးနဲ့အတူကျွန်တော်တို့ဆက်လက်ပြီးတော့လှုပ်ဆောင်နေရတာဖြစ်ပါတယ် တော့ဒီဥတော်လိုင်းကြီးထဲမှာ LGBT ကိုအကာအကွယ်ပေးဖို့ပေါ့နော်ဒါစစ်ကောက်စီကတော့ဟောသူကအဲ့လိုမျိုး policy မူဝါဒကမရှိဘူးအားထုတ်မှုလည်း action plan လည်းမရှိဘူးဒါဆိုရင်အမျိုးသားညီညွတ်ရေးအစိုးရကမှာကောဒီလိုမျိုးဟိုအကာအကွယ်ပေးမှုတွေအတွက်ကိုဘလို့တွေဒီအားထုတ်မှုတွေရှိပါလဲဘလို့လွတ်ဆောက်မှုတွေရှိပါလဲခင်ဗျာကျွန်တော်တို့လက်ရှိအကြံဖက် စေုပ်စုကိုတွန်းလှန်နေတဲ့တော်လှန်ရေးကာလကတော့ဒါကြားကာလကာလပေါ့နော်အဲ့တော့ဒီကြားကာလကာလအတွင်းမှာတော်လှန်ရေးမှာပါဝင်နေတဲ့ LGBT များကိုရောလူထုတွေကြားထဲမှာရှိနေတဲ့ LGBT များကိုရောသူတို့ရဲ့လိင်စိတ်ပြောင်းလဲမှုလိင်စိတ်ဆိုင်ရာပြုမှုပြောဆိုမှုတွေကြောင့်မလို့အထင်သေးတာတွေအကြမ်းဖက်တာတွေစော်ကားတာတွေမရှိဘူးအတွက်ထမအောင်ဆုံးချမှတ်ပြီးတော့လှုပ်ဆောင်ရပါတယ်ဒါက ဒီကာလအတွင်းမှာလှုပ်ဆောင်မလို့အနာဂတ်မှာလည်းအုံမြင့်ချတဲ့ကိစ္စတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဥပမာဗျာကျွန်တော်တို့ရဲ့လူခွေးဆိုင်ဝန်ကြီးဌာနရဲ့လူဆိုတဲ့သတ်မှတ်ချက်ထဲမှာလိင်စိတ်ခံယူမှု၊ကွဲပြားမှုကြောင့်ခွဲခြားခြင်းမရှိစေရ၊သူတို့ပေါ်မှာအကြမ်းဖက်ခြင်းမရှိစေရဆိုတာသူတို့ထည့်သွင်းပြီးတော့အားလုံးသိရှိဖို့အတွက်ကာကွယ်ပေးထားတယ်။ဒီ LGBT များပေါ်မှာအကြမ်းဖက်မှုဖြစ်နိုင်တဲ့ဟာတွေလူတွေပုံမှုပြီးတော့သိရှိသဘောပေါက်နားလည်မှုအတွက် အထူးအလေးပေးပညာပေးမှုတွေလှုပ်ဆောင်ပါတယ်။တစ်ဆက်တည်းမှာပဲကျွန်တော်တို့ဝန်ကြီးဌာနတွေထဲမှာအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာနရှိပါတယ်။သူတို့တွေချမှတ်ထားတဲ့အမျိုးသမီးဆိုင်ရာတာဝန်ဆောင်ရှောက်မှုပူပါရတယ်။လိမ်မိုင်းဆိုင်ရာ ထိခိုက်ဆိုရှယ်အာအကြံဖက်မှုစော်ကားမှုပိုင်းဆိုင်ရာကာကွယ်မှုလုပ်ငန်းစဉ်တွေလက်နက်ကင်ပြိပကတို့မှာရှိရဲ့အမျိုးသမီးများကိုတာကွယ်ဆောင်ရှောက်အောင်မယ်ဆိုတဲ့လုပ်ငန်းစဉ်တွေ ဒီလုပ်ငန်းစဉ်ဒီမကဘယ်နဲ့ဒါတွေအကောင့်ထဲပေါ်တဲ့နေရာမှာအမျိုးသမီးဆိုတဲ့ခေါင်းစဉ်အောက်မှာအမျိုးသမီးကဲ့သို့အကြောင်းလဲဝတ်စားစီရင်တဲ့ LGBT တွေပေါ့နော်ဂျီတော့မပါဘူးပေါ့ဂေးဖြစ်လို့ဒါပေမဲ့ခုနကလို LD lesbian တွေနောက်ကအမျိုးသမီးလို့ပြောင်းလဲပြီးတော့နော်ဝတ်စားစီရင်တဲ့ transgender woman တွေဒါတွေကိုတိနဲ့ထဲ့သွင်းကာကွယ်ပြီးတော့စောင့်ရှောက်ထားတာရှိပါတယ်ကျွန်တော်တို့ဒီစစ်တီတော်များကျင့်ဝတ်ဒါနဲ့ပတ်သက်လို့လှုပ်ဆောင်နေနေရမှာ မျိုးသမီးများပေါ်မှာကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့ပိုင်းမှာအမျိုးသမီးများနဲ့လိန်စိတ်ကွဲပြားသူများဆိုတဲ့အချက်ကိုတိတိကျကျထည့်သွင်းပြီးတော့ကာကွယ်ပေးထားတယ်။ဒါတွေကိုလိုက်နာဖို့အတွက်လည်းပညာပေးတဲ့နေရာမှာထည့်သွင်းဆောင်ရွက်ထားတယ်။ဒါကကျွန်တော်တို့ကြားကလာပေါ့။အဲ့ဒီရဲ့အမှုချက်တွေဒီကနေ့လှုပ်ဆောင်ထားတဲ့ foundation တွေဒါတွေကခနာက federal ပြောင်းစုထူထောင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတည်တည်တယ်မှာခိုင်ခိုင်မာမာပါလာဖို့အတွက်လည်းသူတွေက ဆွေးနွေးမှုတွေအခုရပါဝင်အောင်လှုပ်ဆောင်မှုပြောဆိုမှုတောင်းဆိုမှုပြင်ဆင်မှုတွေဒါတွေကို NUG အစိုးရနဲ့တခြားသောနိုင်ငံရေးအင်အားစုစုဖွဲ့တွေအားလုံးကြားထဲမှာကြလာဖို့အတွက်ပြင်ဆင်မှုအတွက်အချိန်နဲ့အတူကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်လေ့ရှိပါတယ်မြို့တိုင်းညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းဆွေးနွေးသွားတာဖြစ်ပါတယ်မြန်မာရဲ့ Humorage Barometer အစီအစဉ်ကိုအပတ်စဉ်ကြာတာပရိနိည9နာရီပွဲမှာရုပ်မြင်သံကြားကနေထုတ်လွှင့်ပြသနေပါတယ်။မြန်မာပြည်သူပေါင်းလူသားရဲ့ဝေးရပါခွင့်ရေးဖြစ်တဲ့ခြေကံလူ့ခွင့်ရေးတွေပြန်လည်ရရှိပြီးတော့စင်းရဲတွေကနေအများဆုံးလွတ်မြောက်ပါစေကြောင်းဆုမွန်တော့တောင်းပါတယ်။ကျွန်တော်ကတော့စေဝင်ပါ